ဒီလိုမှညံမကောင်းတာဟာဘာကြောင့်မှညံမကောင်းဖြစ်ရတာလဲဆိုတာ ကိုတင်ထားပြီးသားចန်းစာတွေတော့မို့ကိုမှတ်ထားတဲ့ပညာရက်တွေဟာဝိုးတဝါးတာ ဖြစ်ပြီးတော့စဉ်းစားလိုက်ရင်ညံထဲမှာ ပေါမလာဘူးတဲ့ဘာဖြစ်လို့ပေါမလာရတာလဲလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားက စိတ်အခြေအနေတွေကို ဖော်ပြထားတယ်အဲ့တော့အဓိကကတော့စိတ်အခြေအနေတွေပဲ ကိုယ်စိတ်ရဲ့အခြေအနေတွေကိုပြုပြင် ပြောင်းလဲပေးဖို့လိုအပ်တယ်ပေါ့မှန်ညာကောင်းကျောင်းသူကျောင်းသားလေးတွေစာကျက်လို့မရဘူးကျက်ထားတဲ့စာတွေမေ့လွယ်တယ်ဆိုဘာကြောင့်လဲဘလို့ကောင်းအောင်လုပ်ရမလဲဟောမှန်ညာကောင်းအောင်လုပ်တဲ့နည်းနဲ့ကိုမှတ်ထားတဲ့အရာတွေကိုယ့်ရဲ့အသိဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းပေါ်လာအောင်ဘလို့လုပ်ရမလဲ မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာလေးနဲ့ပေးထားတာရှိတယ်။ဆိုပါတော့ကိုယ်မျက်နှာရိတ်ကလေးကိုကြည့်ချင်လို့ရှိရင်ဒီကနေ့ခေတ်မှာတော့လွယ်လွယ်ကူကူဗရားတုတ်ထားတဲ့မှန်ကလေးတွေရှိတော့မှန်ထဲမှာကြည့်လိုက်လို့ရှိရင်ကိုယ်မျက်နှာရိတ်ရဲ့အခြေအနေကိုရှင်းရှင်းကြီးမြင်ရတယ်။အေးမှန်မရှိဘူးဆိုရင်ဘာနဲ့ကြည့်မလဲတခြားကြည့်တဲ့နီးလေးတွေရှိသေးတယ်ပေါ့ ရှင်းတော့ကတော့တချို့ကမှန်မရှိလို့ရှင်ရေကွက်ထဲမှာရေစလုံးထဲမှာရေထည့်တာတို့မှတို့မဟုတ်ရေအိမ်ပေးသွားပြီးတော့ရေထဲမှာအရိပ်ပေါ်လာတာကိုကြည့်မယ်ပေါ့ရေထဲမှာကိုယ့်ရဲ့မျက်နှာရိပ်ကလေးပေါ်လာတာကိုသူကြည့်လို့ရအဲ့ဒီရေကြည့်လို့ရတဲ့ရေနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေစဉ်းစားကြည့်ရမှာ ဗေဂရီကြီးလင်ပြီးတော့လှုပ်ရှားမှုမရှိဘူးညောနေပါတွေမရှိဘူးအပေါ်မှော်တွေပါတွေမရှိဘူးငြိမ့်နေတဲ့ရေပြင်ထဲမှာရေစက်နားမှာကိုယ်တိုင်ရပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ရေထဲမှာကိုယ့်ရဲ့အရိပ်ဟာထင်ထင်ရှားရှားကြီးပေါ်ရဒါမှန်တယ်အရိပ်ဟာထင်ထင်ရှားရှားပေါ်ဒါပြင်ဘာလို့ပေါ်တာလဲလို့မေးလို့ရှင်ရေဟာပဂရိကြီးနေလို့ပဲ ဘယ်ကလေးကြီးနေတယ်ရေဟန်အေးချမ်းနေတယ်ငြိမ်သက်နေတယ်လှုပ်ရှားမှုမရှိဘူးအနေရီထိုင်းနေတယ်ဒါကြောင့်မို့လို့ကြီးနေတဲ့ရေထဲမှာကိုယ့်ရဲ့အရေးဟာပြီးပြီးပြင်းပြင်းပေါ်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားက ဥပမာပေးထားတယ်ထို့တူပဲတဲ့ကိုယ်စိတ်လေးဟာလည်းပဲရေလိုပဲသဘောထားကြည့်လိုက်တခါတည်းရန်ကြတော့ကြီးလို့မရတဲ့ရေ အရေးမထင်နိုင်တဲ့ရေမျိုးတွေကဘာတွေဖြစ်နေတတ်တုံလို့ဆိုဆိုပါစို့အဲ့ဒီရေဟာမကြည်မလင်ဖြစ်ပြီးတော့သို့မဟုတ်ပဂရိရေစင်မဟုတ်ဘဲနဲ့အဲ့ဒီရေထဲမှာဆေးအနက်တွေဆေးအနီတွေအဝါတွေစသဖြင့်အယောင်တွေဆိုးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီရေထဲမှာသူ့ရဲ့အရေးဟာကြီးကြီးလင်းလင်းထင်လာမှာမဟုတ်ဘူး ဘာလို့တော့ဆိုအယောင်ဆိုးတာလို့ထို့တူပဲဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာလည်းအယောင်ဆိုးသွားနိုင်အဲ့ဒီအယောင်ဆိုးသွားလို့ရှိရင်တင်ထားတာတွေမေ့သွားတယ်မပေါ်လာဘူးအတိညာနဲ့အုံနောက်ထဲမှာ ပေါ်မလာဘူးအဲ့ဒါကြောင့်မို့အယောင်ဆိုးထားတဲ့ရေလူကိုယ်စိတ်ဟာလည်းပဲအယောင်ဆိုးခံထားရပြီဆိုလို့ရှိရင်တော့ သင်ထားတဲ့စာတွေဟာပေါ်လာမှာမဟုတ်ဘူးပညာရတ်တွေဟာလွယ်လွယ်ကူကူနဲ့မေ့သွားမှာပဲစိတ်ထဲမှာညံထဲမှာပေါ်လာမှာမဟုတ်ဘူးတဲ့